ကိုရဲ့မျက်နှာကိုပြက်စရာမလိုကိုရဲ့အတန်ကိုလည်းသုံးစရာမလိုပဲဗီဒီယိုကွန်တင့်တွေဖန်တီးရှင်နဲ့ညီကောင်မောင်နှမတွေအတွက်ဒီနေ့မှသတင်းကောင်းလေးတစ်ခုကိုပြပြပေးပါမယ်သတင်းကောင်းတယ်မကဘဲအသီးလုံးလေးကိုပါတစ်ခါတည်းပြပြပေးထားပါလိမ့်အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာဂျပန်နိုင်ငံမှာငလျင်မဖြစ်ခင်ဆိုးရတွေနဲ့ဂျပန်လူမျိုးတွေကဘာတွေပြင်ဆင်ထားကြလဲဆိုတဲ့အကြောင်းကိုဗဟုသုတတစ်ခုအနေနဲ့ညွှန်ဝေပေးပါမယ်ဂျပန်ဟာငလျင်မကြာခဏလောက်တက်တဲ့နိုင်ငံဖြစ်ပါတယ် ဒါကသူ့ရဲ့ပထဝီအနေထားကြောင့်ပါမိတောင်လှူရှားမှုတွေကြောင့်လည်းကြီးမားတဲ့ညီနေတွေဂျပန်မှာမကြမကြဖြစ်ပေါ်လေးရှိပါတယ်။2017မလ17ရက်ကဖြစ်ပေါ်ခဲ့တဲ့ရိုဟိုခုငလင်းဟာပြင်းအား9.0အဆင့်ရှိပြီးဆူနာမီကြီးကိုဖြစ်ပေါ်စေခဲ့ကလူပေါင်းတထောင်ခွဲကျော်တည်ဆုံးခဲ့ပါတယ်။တကယ်ဝမ်းနည်းစရာပါ။ဒါပေမဲ့တော်ယုံလင်းလောက်ကိုတော့ဂျပန်တွေမကြောက်ကြပါဘူး။ဘာလို့လဲဆိုရင်ငလင်းမကြခဏလုံနေတဲ့နိုင်ငံဖြစ်လို့အဆောက်အဦပိုင်းဆိုင်ရာတွေချက်ပေးစနစ်တွေကိုအစိုးရကဒေဒေချာချာစီစစ်ထားတာမျိုးပါ။ ခုတွေ့လိုက်ရတဲ့ဗီဒီယိုကအတန်ကုန်ရုပ်ကို AI နဲ့ဖန်တီးထားတာဖြစ်ပါတယ်။ကိုကဗီဒီယိုကွန်တင့်လေးစတဲ့ဖန်တီးရှင်နဲ့ခုမှစမှာမိုကင်မရာတွေမဝင်နိုင်သေးဘူး။မိုက်ကောင်းစားတွေလည်းမဝင်နိုင်သေးဘူး။ကိုကိုကိုဗီဒီယိုရိုက်ဖို့လည်းမရည်သေးဘူး။ကိုရဲ့အတန်ကုန်လည်းမသုံးရှင်ဘူးဆိုရင် Okay ဒါတွေအကုန်လုံးကိုရိုက်ရှိုးပြီးတော့ဒီလို AI ခင်မှာ AI တွေအသုံးပြုပြီးတော့ပဲဘယ်လိုအကျဉ်းဆက်ဗီဒီယိုတွေဖန်တီးကြမလဲဆိုတာဆက်ကြည့်လိုက်ရပါမယ်။ ဝေကူရွေးရှင်းတဲ့နီးလန်းတွေနဲ့ဖုန်းနဲ့ပဲလိုက်လို့ရအောင်အဆက်ချင်းပြပေးထားပါတယ်ဒီကျမှာဗီဒီယိုလုပ်ပြီးဝင်ငွေရှာမဲ့သူတွေအတွက် Fishlet YouTuber လုံးမဲ့သူတွေအတွက်ကိုဘင်းနေရာရရောက်ပေးမနေနေဖုန်းတစ်လုံးနဲ့ဗီဒီယိုတွေဖန်တီးရှင်သူတွေအတွက်တော့သတင်းကောင်းပဲဖြစ်ပါတယ်ဒီလို content တွေကိုအမြဲတမ်းကြည့်ရှုနိုင်ဖို့ကျွန်တော်ရဲ့ channel ကိုလည်း subscribe လုပ်ပြီးတော့စောင့်ကြည့်နိုင်ပါတယ် and also press this bell icon ဒါဆိုရင်ဒီလိုအကျဉ်းဆက်ဗီဒီယိုတွေကိုဘယ်လိုလုပ်ကြမလဲဆိုတော့ကျွန်တော်တို့ဆက်ကြည့်လိုက်ကြပါမယ်။ ကျွန်တော်တို့ကိုယ့်ရဲ့ဓာတ်ပုံဒါမှမဟုတ်ကိုယ်သုံးမဲ့စကားပြောခိုင်းမဲ့ကာရိုက်တာရဲ့ဓာတ်ပုံကိုအရင်ဆုံးရွေးရပါမယ်အဆင်ပြေတဲ့ပုံနဲ့အကောင်းဆုံးပုံတစ်ခုကိုရွေးလိုက်ပါကျွန်တော်ကတော့ဒီပုံကိုရွေးလိုက်ပါမယ်ပြီးတော့ရင်ဓာတ်ပုံကိုအရင်တည်တည်ချာချာလောရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့လူပုံရဲ့နောက်မှာပတ်စံလေးကုန်ခံပြီးမိတွေဝေဆင်နေကြမလို့ပဲ background ကောင်းကောင်းလေးကိုထည့်မှာဖြစ်တဲ့အတွက် Google Chrome လေးကိုအရင်ဆုံးသွားလိုက်ပါမယ်ပြီးတော့ရင် pixel website ထဲကိုဝင်ပြီးတော့ room background ဆိုပြီးတော့ကျွန်တော်တို့ရိုက်ချလိုက်ပါမယ် အဲ့ဒီခါမှာနောက်ခံအခန်းပုံစံဒီဇိုင်းတွေအများကြီးကြလာပါမယ်ကျွန်တော်တို့အဆင်ပြေတဲ့အခန်းပုံစံကိုစက်ကြိတ်တစ်ခုခုကိုရွေးပြီးတော့ပုံကို download ချလိုက်ပါမယ်ကျွန်တော်ကတော့ဒီပုံလေးကို download ချလိုက်ပါမယ်ဒီကောင်တွေကိုမကြိုက်ဘူးဆိုရင်လည်းကျွန်တော်တို့ Google မှာ YouTuber Room Background ဆိုပြီးတော့ရိုက်ချပြီးတော့အဆင်ပြေတော့ကို download ပြီးတော့သုံးလို့ရပါတယ်ပတ်စံအကုန်ကြမရှိပဲလှပတဲ့နောက်ခံအခန်းလေးတစ်ခုကိုကျွန်တော်တို့ download ချလိုက်ပါမယ် โอเคဒါဆိုရင်ကျွန်တော်တို့ရွေးချယ်ထားတဲ့လူရဲ့ဓာတ်ပုံကိုကျွန်တော်တို့ရဲ့ download ချထားတဲ့အခန်းလေးတွေကိုထည့်ပါမယ်ဒီလိုလုပ်ဖို့အတွက် Enshow application ကိုအရင်ဆုံးဝင်ပါမယ်မရှိသေးရင် download လိုက်ပါဓာတ်ပုံထဲကိုဝင်ပြီးတော့ကိုယ့်ရဲ့လူပုံရဲ့နောက်မှာရှိတဲ့ background ကိုဖျောက်ပါမယ်အရင်ဆုံး Enshow logo လေးကိုအရင်ဖျောက်လိုက်ပါမယ်ပြီးတော့ရင်ဒီအောက်မှာရှိတဲ့ cut out လေးကိုနှိပ်လိုက်တယ်ဆိုရင်ပဲပုံရဲ့နောက်က background ကသူ့လိုလိုပျောက်သွားမှာဖြစ်ပါတယ် ပြီးတော့ရင်ဘုံကို export ထုတ်လိုက်ပါ level 2အဆင့်အနေနဲ့ကျွန်တော်တို့ download ရှင်းထားတဲ့ background အခန်းတပ်ပုံကို insert ကိုထည့်ပါမယ်ပြီးတော့ရင် ထုံးစံအတိုင်း insert logo လေးကိုဖျောက်လိုက်ပါမယ်ပြီးတော့ရင် photo site အတွက်ကျွန်တော်တို့ sustain ratio 9ကိုရေးလိုက်ပါဒီအချက်ကအရေးကြီးပါတယ်ကျွန်တော်တို့ YouTube video site ပြုလုပ်နေတာမဟုတ်ပါ Okay ဒါဆိုရင်ကျွန်တော်တို့ export ထုတ်ထွက်ခဲ့တဲ့လူပုံကို PNB ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ခိုးလိုက်ပါမယ်။ကျွန်တော်တို့ရဲ့ပုံရောက်လာပြီဆိုရင်အနေရိုးလေးဖြစ်အောင်အကြည့်ငွေပေးပြီးတော့အဆင်ပြေအောင်နေရာရှာထားလိုက်ပါမယ်။ဒါဆိုရင် export ထုတ်လိုက်ရင်ကျွန်တော်တို့ရဲ့အခန်းလေးကိုရောက်သွားပါပြီ။ဒါဆိုရင်ပြီးပြည့်စုံတဲ့ကျွန်တော်တို့ရဲ့ဓာတ်ပုံတစ်ခုကိုရောက်သွားပါပြီ။ဓာတ်ပုံပြုလုပ်တဲ့အဆင့်ကိုပြီးသွားပြီဆိုရင်အပန်းပြုလုပ်တဲ့အဆင့်တွေပုံထဲကလူကိုစကားပြောခိုင်းတဲ့အဆင့်တွေကိုကျွန်တော်တို့ဆက်ပြီးတော့တွားကြပါမယ်။ သံပြုလုပ်ဖို့အတွက်ကလွယ်ပါတယ်ကျွန်တော်အဆင်ပြေတဲ့ website တွေနဲ့စံပြပေးပါမယ်ဓာတ်ပုံကိုစကားပြုခိုင်းဖို့အတွက်အသံကအရင်လိုအပ်တာမို့အသံကိုအရင်ပြုလုပ်ကြပါမယ်ဒါဆိုရင်ကိုပြုရှင်တဲ့စကားတွေကိုကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့နောက်မှာပဲဖြစ်ဖြစ်ကျွန်တော်တို့အရင်ရေးလိုက်ပါဒီဗီဒီယိုကိုလုံပြရင်းနဲ့ကျွန်တော်ဥပမာတစ်ခုလုပ်ပြပါမယ်ကိုလှုပ်ရှင်တဲ့အတန်ရဲ့စာတော့ကိုရွေးပြီးသွားတဲ့အခါမှာပထမစာချောင်းတစ်ခုနှစ်ခုကိုကျွန်တော်တို့ copy ယူလိုက်ပါမယ်။ပြီးတော့ရင်အတန်ပြုတ်လုပ်ဖို့အတွက် Google Chrome လေးကိုပေါ်ပါမယ်။ search bar မှာ clicham လို့ကျွန်တော်တို့ရိုက်ရှာလိုက်ပါမယ်။အပေါ်မှာတွေ့တဲ့ website တွေကိုကျွန်တော်တို့ဝင်လိုက်ပါမယ်။ဒီလိုစာမျက်နှာကိုရောက်သွားတဲ့အခါမှာကျွန်တော်တို့ရဲ့အပေါ်ရဲ့ဘေးနားလေးမှာရှိတဲ့အဆက်ကလေးသုံးခုကိုနှိပ်ပြီးတော့ desktop site ကိုကျွန်တော်တို့ရွေးထားပါမယ်။ဒါမှဝင်လို့ရမှာမဟုတ်ပါ။ပြီးတော့ရင်ကျွန်တော်တို့ကိုယ့်ရဲ့ Google account တစ်ခုနဲ့လိုရင်ဝင်လိုက်ပါ။ continue နဲ့ဆက်သွားလိုက်ပါ။ဒီမှာကိုယ်နဲ့သက်ဆိုင်တာလေးတွေရွေးရပါမယ်။ကျွန်တော်တို့ကဗီဒီယိုတွေဖန်တီးမှဖြစ်တဲ့အတွက် content ကိုပဲရွေးထားလိုက်ပါဒီမှာတော့ blogger ပဲရွေးထားလိုက်ပါမယ်ရပါတယ်ဒီလိုပေါ်လာတဲ့အခါမှာစာသားကနေအတန်အဖြစ်ပြောင်းမှာဖြစ်တဲ့အတွက် tech to space ရဲ့နေရာ training ကိုနှိပ်ပါမယ်ဒီလိုစာမျက်နှာလေးပေါ်လာပါမယ်ပေါ်လာတဲ့အခါ tech to speak ကိုနှိပ်လိုက်ပါမယ်ဒီလိုမျက်နှာပြင်လေးပို့လာပါလိမ့်မယ်အပေါ်ဖက် download လေးရနေရာလေးကို zoom ဖြည့်ပြီးတော့ကျွန်တော်တို့ဘာသာစကားတွေရေးပါမယ် အင်္ဂလိပ်လိုပုံနေတာကိုကျွန်တော်တို့ဖြစ်လိုက်ပြီးတော့ B U R M A S E လို့ရိုက်ပြီးတော့ Burmese မြန်မာကိုကျွန်တော်တို့ယူလိုက်ပါမယ်။အခု voice နေရာမှာလည်းနီလာကိုဖြတ်ပြီးတော့ကျွန်တော်တို့ N U C I E N လို့ရိုက်လိုက်ပါ။ပိုလာတဲ့အခါဒီနာမည်ကိုယူလိုက်ပါမယ်။သူ့အတန်ကအဆင်ပြေလို့ပါ။ကိုကဒီအတန်ကိုမကြိုက်ဘူးဆိုရင်လည်းအခြားအတန်တွေကိုစမ်းကြည့်လို့ရပါတယ်။ Okay ။ဒါဆိုရင်ကျွန်တော်တို့ဖတ်ခိုင်းဖို့အတွက်စာတော့ကိုယူဖို့အတွက်ကိုရဲ့ note ထဲမှာကိုရေးထားခဲ့တဲ့ နေရာသို့ဝင်လိုက်ပါပြီးတော့ရင်စာကြောင်း3-4ချောင်းလောက်ကိုကျွန်တော်တို့ copy ယူလိုက်ပါပြီးတော့ရင် Chrome ရဲ့ website မျက်နှာပြင်ကိုပြန်သွားပါမယ်ကျွန်တော်တို့ text ထည့်ရမယ့်နေရာမှာ paste လိုက်ပါမယ်ဇုံးကိုကျွန်တော်တို့ပြန်ရှင်းကြည့်ရင်ဒီလိုစာမျက်နှာကိုကျွန်တော်တို့မြင်နေရမှာပါကျွန်တော်တို့ဒီအောက်မှာရှိတဲ့ preview ဆိုတော့နှိပ်ပြီးတော့အတန်းကိုအစံနှက်ထောင်ကြည့်လို့ရပါတယ်။ဒါဆိုရင်အတန်းအစင်းပြီးပြီဆိုရင်ကျွန်တော်တို့ save ကိုနှိပ်လိုက်ပါမယ်။ ။ဒါဆိုရင်မပြီးသေးပါဘူး။ဒီနေရာမှာကိုယ့်ရဲ့အသံဖန်ရလာမှအပေါ်ဆုံးမှာရှိရဲ export ကိုနှိပ်ပြီးတော့ export ထုတ်လိုက်ရင်ရပါပြီ။ CPU ရောကွန်ပျူတာကိုနှိပ်ပြီးတော့ကျွန်တော်တို့ download လုပ်ရပါတယ်။ပြုလုပ်ပြီးတော့ရင်အဲ့ဒီအသံဖန်ကိုဖိထားပြီးတော့ကျွန်တော်တို့ delete လုပ်ပြီးတော့ဖြည့်ပြလိုက်ပါမယ်။ထပ်ပြီးတော့အတွင်းမဲ့အသံနေနဲ့ရှုပ်နေမှာစိုးလို့ပါ။ပြီးတော့ရင် ပြန်လုံးမှဖြစ်တဲ့အတွက် Tet to Speak ကိုကျွန်တော်တို့ထပ်ပြီးတော့နှိပ်ပါမယ်။သာသာသုံးလေးချောင်းကိုကျွန်တော်တို့ copy ထည့်ယူလိုက်ပါမယ်။ပြီးတော့ရင် website ထဲကိုပြန်သွက်ပြီးတော့စာအုပ်ပတ်ချလိုက်ပါမယ်။နည်းနည်းကတ်နေတဲ့အတွက်အပိုဆွတင်ကြည့်ပါမယ်။ပို့လာပါပြီ။စမ်းနှောင်းကြည့်ပြီးတော့ကျွန်တော်တို့ save လိုက်ပြီးရင် export ထုတ်လိုက်ရင်ရပါပြီ။ โอเคနောက်ကြံတဲ့စာသားတွေကိုလည်းဒီတိုင်းပဲပတ်ရှာပြီးတော့ကျွန်တော်တို့ထုတ်လိုက်ပါမယ်ဒီ website ကအသံအဆင်ပြေလို့မရရအောင်လုပ်ပြပေးထားပါတယ်တကယ်တော့ဖုန်းနဲ့ပြုလို့လို့တိတ်အဆင်မပြေသေးပါဘူးဒါပေမဲ့ရအောင်လုပ်ရင်ရပါတယ်နည်းနည်းတော့ကတိကတ္တနိုင်ပါတယ်ကွန်ပျူတာနဲ့ဆိုရင်တော့အဆင်ပြေပြေပြုလို့နိုင်ပါပဲဖြစ်ပါတယ်စမ်းကြည့်ပါဒါကဖုန်းသမားတွေအတွက်ကျွန်တော် try ပြထားတာပါအတန်အတွက်ဒီကောင်ကိုသုံးရတာအဆင်မပြေဖြစ်နေတယ်ဆိုရင်နောက် website တစ်ခုကိုကျွန်တော်ပြောပြပေးပါမယ် ဒီ website ကတော့လောအဆင်ပြေပါတယ်ဒါပေမဲ့တီဟာနဲ့နီလာရဲ့အတန်ကိုဝယ်ရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်စမ်းကြည့်ပါမယ်ဒီတော့ node chrome နဲ့ဝင်လိုက်ပါမယ် search bar မှာ free test to speed online converter 2ဆိုပြီးတော့ကျွန်တော်တို့ရက်ရှာလိုက်ပါမယ်အပေါ်ဆုံးမှာတွေ့တဲ့အစင်းအောင် logo လေးနဲ့ website လေးကိုကျွန်တော်တို့ဝင်လိုက်ပါမယ်ဒီနေရာမှာတွေ့တဲ့စာတွေကိုကျွန်တော်တို့ဖြည့်ပြတ်လိုက်ပါမယ်ပြီးတော့ရင်နှုတ်ထဲကစာသား3-4ချောင်းလောက်ကိုကျွန်တော်တို့ ကိုပြယူလိုက်ပါမယ်ပြီးရင်ဒီနေရာမှာပက်ချလိုက်ပါမယ်နောက်ပြီးတော့နိုင်ငံနေရာမှာမြန်မာကိုရေးထားလိုက်ပြီးတော့ voice မှာယောက်ျားလေးအတိုင်းကိုလိုချင်တာဖြစ်တဲ့အတွက်ဒီဟာကိုရေးထားလိုက်ပါမယ်ကိုက main ကလေးအတိုင်းလိုချင်နေဆိုရင်တော့နီလာကိုရေးထားလိုက်ပါအတန်ကိုဖွင့်ကြည့်ပြီးတော့အဆင်ပြေရင် download ချလိုက်လို့ရပါတယ်။အတန်ရဲ့အမြန်အနှီးကိုလည်းကျွန်တော်တို့စိတ်ကြိတ်ကစားလို့ရပါတယ်။ speed ကိုကျွန်တော်ပြထားတဲ့နှုံးလောင်းနဲ့ဆိုရင်အဆင်ပြေပါလေ။ ဘာဖက်ကြံနေတဲ့စာရီကိုလည်းဒီနေ့တိုင်းပဲအတန်ဖြစ်ကိုကြောင်းလိုက်လို့ရပါတယ်။ဗီဒီယိုတော်အစ်ရှည်သွားမှာဆိုလို့ကျွန်တော်ကတော့မပြပေးတော့ပါဘူး။ကိုပါဘောပဲကိုပီပြီးတော့ပက်ချပြီးတော့ဒေါင်းလုရှလိုက်ပါ။အဆင်ပြေမယ်လို့ယူဆပါတယ်။ကျွန်တော်တို့ကိုရဲ့ဓာတ်ပုံကိုလည်းပြင်ဆင်ပြီးပြီးအတန်ကိုလည်းပြုလုပ်ပြီးတော့ပြီဆိုရင်ဓာတ်ပုံကိုသကောပြုခိုင်းတဲ့အဆင့်ကိုဆက်သွားကြည့်ရပါမယ်။ကျွန်တော်တို့ရဲ့ပုံကိုသကားပြုခိုင်းဖို့အတွက်ဒီဆိုဝေးလေးလိုပါမယ်။မရှိသေးရင် Play Store မှာရှာပြီးတော့ download လိုက်ပါ။ကျွန်တော်ကတော့ တောင်းပြီးသားမို့လို့တောင်းမပြတော့ပါဘူးဒီ application လေးရလာတဲ့အခါမှာကျွန်တော်တို့အထည့်ဝင်လိုက်ပါမယ်ကိုယ့်ရဲ့အသက်ကိုမေးတဲ့အတွက်အဆင်ပြေတော့တစ်ခုကိုရွေးပြီးတော့ထည့်လိုက်ပါ personal တော့မဖြစ်တဲ့အတွက် personal ကိုနှိပ်ပြီးတော့ကျွန်တော်တို့ဆက်သွားပါမယ်။ပြီးရင် social media ကိုနှိပ်ပြီးတော့ပဲဆက်သွားလိုက်ပါ။ဒီလိုပို့လာတဲ့အခါအပေါင်းနေရာလေးကိုနှိပ်လိုက်ပါမယ်။ ဓာတ်ပုံတင်ဖို့အတွက် upload your photo ကိုနှိပ်ပြီးတော့ကိုယ့်ရဲ့ပုံကိုကျွန်တော်တို့ရေးပြီးတော့နှိပ်လိုက်ပါမယ် upload လုပ်နေပါပြီဒါတော့ပါပြီပြီးသွားရင် next ကိုနှိပ်ပြီးတော့ကျွန်တော်တို့ဆက်သွားပါမယ်ဒီမှာကျွန်တော်တို့လုပ်ထားခဲ့တဲ့အတိုင်းကိုထည့်ရမှာဖြစ်ပါတယ်ကျွန်တော်တို့လုပ်ထားခဲ့တဲ့အတိုင်းကဗီဒီယိုအဖြစ်သိမ်းထားခဲ့တာဖြစ်လို့ဗီဒီယိုဖိုင်ကိုကျွန်တော်တို့နှိပ်ပါမယ်ဗီဒီယိုဖိုင်ထဲမှာကျွန်တော်တို့ထုတ်ထားခဲ့တဲ့အတိုင်းကိုယူပြီးတော့ upload လုပ်လိုက်ပါမယ်။ပြီးတော့ရင် main talking photo ကိုနှိပ်ပြီးတော့ဆက်သွားလိုက်ရင်ရပါပြီ။ processing လုပ်နေပါပြီ။ဒါက10မိနစ်လောက်ကြာမှာမို့ကျွန်တော်ကမစောင့်တော့ပါဘူး။ကြံတဲ့ဟာတွေကိုကျွန်တော်တို့ဆက်လုပ်ပါမယ်။ဒီတော့ကျွန်တော်တို့ဓာတ်ပုံကို upload ထပ်ပြီးတော့လုပ်ပါမယ်။ပြီးတော့ရင် next နဲ့သွားပြီးတော့ video file နဲ့အတိုင်းကို upload ထပ်လုပ်ပါမယ်။ပြီးရင် main token photo ကိုထပ်ပြီးတော့နှိပ်ပြီးတော့ပဲကျွန်တော်တို့ထပ်ပြီးတော့စကားပြောတဲ့ video တစ်ပုဒ်ထပ်လုပ်လိုက်ပါမယ်။ဒီလိုပဲနောက်တစ်ခုကိုလည်းဒီလိုပဲလုပ်လိုက်ပါ။လွယ်ပါတယ်။ဒီမှာတစ်ခုပြီးသွားပါပြီ။ကျွန်တော်တို့ဖွင့်ကြည့်ပါမယ်အဆင်ပြေတယ်ဆိုရင်ကျွန်တော်တို့ဘေးမှာပါတဲ့ညှိုးလေးကိုနှိပ်ပြီးတော့ download ရှာလိုက်လို့ရပါပြီ ားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာဂျပန်နိုင်ငံမှာငလျင်မဖြစ်ခင်အစိုးရတွေနဲ့ဂျပန်လူမျိုးတွေကဘာတွေပြင်ဆင်ထားကြလဲဆိုတဲ့အကြောင်းကိုဗဟုသုတတစ်ခုအနေနဲ့ဒါဆိုရင်ကျွန်တော်တို့ပြောခိုင်းစီခြင်းတဲ့ဇာတ်ကိုကိုရွေးထားတဲ့ပုံကိုပြောခိုင်းပြီးတော့ဗီဒီယိုတွေဖန်တီးလို့ရပါပြီအဆင်ပြေမယ်လို့ဥစ္စာပါတယ်ကိုရဲ့မျက်နှာကိုပြည့်စုံမလို့ပဲနဲ့ content sharing တွေကိုအဆင်ပြေပြင်းနဲ့ပြုလုပ်နိုင်စေဖို့မျှော်လင့်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးအဆင်ပြေကြပါစေဗျာနောက်ထပ် make money youtube အစီအစဉ်တွေမှာပြန်လည်ဆောင်တွေ့ပါမယ်ဗျာ